အားလုံးပဲမင်္ဂလာပါခင်ဗျာအခုပြောပြပေးတော့မှာကတော့ one step bonus အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အသုံးဝင်နေဆိုရင်ဗီဒီယိုကို like လုပ်ပြီးတော့ channel ကို subscribe ပြုလုပ်ပြီးတော့ကြာပါအောင်ခင်ဗျာ one step မှာပထမဆုံးငွေတွင်းရရှိမဲ့ fast deposit bonus တောက်ကြံနေတိုင်းငွေတွင်းရရှိမဲ့ friday bonus promo point bonus တွေအပြင်အခြားသော VIP cashback တွေလည်းရှိပါတယ်ခင်ဗျာကျွန်တော်အနေနဲ့အရင်ဆုံး first deposit bonus နဲ့ filing bonus အကြောင်းကို ပြောပြပြတော့ပါမယ်ခင်ဗျာဒီ bonus နှစ်ခုကစည်းကမ်းချက်နဲ့အတုံးပြုပုံကအတူညီတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဒီ bonus နှစ်ခုမှာကွာခြားတာကတော့ first deposit bonus ကတော့ bonus ရရှိတဲ့ချိန်နဲ့စပြီးတော့ရက်သုံးစရအတွက်အတုံးပြုလို့ရပြီးတော့ friday bonus ကတော့ bonus ရရှိပြီး24နာရီအတွင်းမှာအတုံးပြုရမှာပဲဖြစ်ပါတယ်ခင်ဗျာဒီ first deposit bonus နဲ့ Friday bonus ကိုဘယ်လိုမျိုးရယူရမလဲဆိုတော့စီကန့်ချက်လေးတွေရှိပါတယ်ခင်ဗျာပထမအဆုံး one day account ဖွင့်တဲ့အချိန်မှာ promo code ညမှာ SM47 ကိုထည့်သွင်းအသုံးပြုထားရပါမယ်ကိုယ့်ရဲ့အချက်လက်ဖြည့်ထားရပါမယ်ဖုန်းနံပါတ် Gmail ချိန်ထားရပါမယ်ဒီအချက်လက်တွေအားလုံးနဲ့ပြည့်စုံရင်မိတ်ဆွေတို့ကပထမအဆုံးငွေတွင်းတာနဲ့ first deposit bonus ကိုရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာ promo code SN47 ကိုအသုံးပြုပြီးတော့ 1x back account ဖွင့်နေကိုလေ့လာခြင်းနဲ့မိတ်ဆွေများအတွက်ဒီဗီဒီယိုရဲ့ description မှာ 1x back account ဖွင့်ပြီးဗီဒီယို link ကိုထည့်ထားပေးမှာဖြစ်လို့ description link ကနေဝင်ရောက်လေ့လာပြီးတော့ 1x back account ဖွင့်စောကစားလို့ရပါတယ်ခင်ဗျာ Friday bonus ကတော့ခုနကအချက်လက်တွေပြင် 1x back မှာနေ့စဉ်ငွေတွန်းကစားလို့ဖြစ်ရပါမယ်ဒါဆိုရင်မိတ်ဆွေတို့ကတောက်ကြံနေရတာနဲ့ငွေတွန်းတာနဲ့ Friday bonus ကိုရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာ one is back အကြောင်းအားလုံးကိုလေ့လာခြင်းနဲ့မိတ်ဆွေများအတွက်ကတော့ဒီ video ရဲ့ description မှာ one is back playlist link ကိုထည့်ထားပေးမှာဖြစ်လို့ playlist link ကနေ one is back အကြောင်းအားလုံးကိုဝင်ရောက်လေ့လာလို့ရပါတယ်ခင်ဗျာကျွန်တော်တို့ bonus ရယူနေလို့တည်ပြီးဆိုတော့ကျွန်တော်တို့ bonus အသုံးပြုပုံကိုဆက်လက်ပြီးတော့လေ့လာကြည့်အောင် first deposit bonus နဲ့ friday bonus ကိုအသုံးပြုဖို့အတွက်ကျွန်တော်တို့ main account ကနေ bonus account ကိုအရင်ဆုံးပြောင်းလဲပေးဖို့လိုအပ်ပါတယ်ခင်ဗျာဒီတော့ကျွန်တော်တို့ bonus account ချိန်တွေကိုအရင်ဆုံးကြည့်အောင် menu ကိုနှိပ်ပေးပါကျွန်တော်တို့ဒီများလေးကိုနှိပ်ပေးပါခင်ဗျာဒီလိုပေါ်လာပြီဆိုရင်ကျွန်တော်တို့ main account ကနေ bonus account ကိုချိန်ပေးရပါမယ်ကျွန်တော်ကတော့ဒီမှာ bonus ရရှိတာမရှိတဲ့အတွက် bonus account လို့ပေါ်မနေပါဘူးခင်ဗျာ main account ရအောင်မှာ bonus account ဆိုပြီးရှိပါလိမ့်မယ်အဲအောက်က bonus account လေးကိုအရင်ဆုံးချိန်ပေးပါခင်ဗျာ bonus account ကိုချိန်ပြီးသွားရင်တော့ကျွန်တော်တို့ decimal အောက်ကိုအသုံးပြုတဲ့မိတ်ဆွေများကတော့ odd 2.4ရှိတဲ့လေးတန်းပေါင်းကိုတွဲပေးရပါမယ်။ Hong Kong အောက်ကိုအသုံးပြုတဲ့မိတ်ဆွေများကတော့ odd 1.4ရှိတဲ့လေးတန်းပေါင်းကိုတွဲပေးရပါမယ်ခင်ဗျာ။ကျွန်တော်ကဒီမှာ Hong Kong အောက်ကိုအသုံးပြုထားတဲ့အတွက် odd 1.4ရှိတဲ့လေးတန်းပေါင်းကိုတွဲပြပါမယ်ခင်ဗျာ။ပထမအဦးဆုံးအတင်ကိုနမူနာကြည့်အောင်။ကျွန်တော်တို့ဒီမှာ odd 1.4အထက်ရှိတဲ့ဝင်းဝန်းကိုတွဲပြပါမယ်။ မောင်းတယ်မှာဖြစ်လို့ add to best list ကိုနှိပ်ပေးပါခင်ဗျာအောက်က1.4 1.4နဲ့အထက်ဆုံးရပါတယ်ခင်ဗျာတည်င်းရပါပြီခင်ဗျာကျွန်တော်တို့နောက်ထပ်တည်င်းကိုထည့်ပေးပါမယ်ဟုတ်ကဲ့ဒီမှာ 2x ကိုယူလိုက်ပါမယ်။ odd 1.5 h ရှိပါတယ်ခင်ဗျာ။တို့ odd 1.4ကျော်တယ်ပေါ့နော်။ add to best list ကိုထည့်နေလိုက်ပါမယ်။ဒါဆိုရင်ငတင်းရပါပြီခင်ဗျာ။ ကျွန်တော်တို့၄တင်းတွဲမှာဖြစ်လို့နောက်ထပ်အတင်းတွေထက်ကြည့်အောင်နောက်ထပ်တင်းထက်ကြည့်ပါမယ်ကျွန်တော်ဒီမှာလဲ 2x ကိုပဲထည့်ယူလိုက်ပါမယ် or 1.774ရှိပါတယ်ဒီတိုင်းဖြည့်လိုက်လည်းရပါတယ်ခင်ဗျာဒါမှမဟုတ်ဒီမှာ add to base list ကိုနှိပ်ပြီးပါကျွန်တော်သုံးတင်းရပါတယ်ခင်ဗျာတင်းကျင်ပါလေနောက်တင်းကြည့်အောင်ဒီမှာမန်ယူအမျိုးသမီးအတင်းကိုကြည့်လိုက်အောင်ကျွန်တော်ဒီမှာဝင်းဝမ်းကိုအလွယ်ရွေးလိုက်ပါမယ်ဒါဆိုကျွန်တော်ဒီမှာ or 1.67ရှိတဲ့အတွက် or 1.4ကျော်ပါတယ်ခင်ဗျာ add to bus list ကိုထပ်နိုင်ပြပါခင်ဗျာဒါဆိုရင်ကျွန်တော်တို့ leading ရပါပြီခင်ဗျာကျွန်တော် bus list မှာဒီ leading ကိုတွားပြီးတော့ကြည်ပါမယ်ကျွန်တော်ဒီမှာစည်းကမ်းချက်လေးရှိပါတယ်ကျွန်တော်တို့ bonus ကတထောင်ရထားရင်ကျွန်တော်တို့တထောင်လုံးကိုကုန်အောင်မလောင်ရပါဘူးခင်ဗျာကျွန်တော်တို့အနည်းဆုံး900လောက်ချန်ပြီးတော့လောင်းပြရမှာဖြစ်ပါတယ်ခင်ဗျာ1 expire ရဲ့အနည်းဆုံးလောင်းချေပမာဏအောက်ရောက်လို့မြင်ပါဘောခင်ဗျာအဲဆိုကျွန်တော်ဒီမှာ9500ကိုနမူနာထည့်ပေးလိုက်ပါမယ် ပြီးတော့ရင်တော့ကျွန်တော်တို့ကဘက်ကိုနေလိုက်တဲ့နဲ့ကျွန်တော်တို့လေတင်ပေါင်းလောင်းတာအောင်မြင်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ first deposit bonus ကတော့ရက်30အချိန်ရလို့အချိန်ရှိပါတယ်ခင်ဗျာအာ friday bonus ဆိုရင်တော့24နာရီအတွင်းမှာပြီးမဲ့ပွဲတွေကိုလောင်းပေးဖို့လိုအပ်ပါတယ်ခင်ဗျာဒါမှ bonus ကမရှိလို့ account ထဲကိုအချိန်မီဝင်လာမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီလေတင်ပေါင်းနိုင်သွားရင်တော့ကျွန်တော်တို့ bonus ကကျွန်တော်တို့ main account ထဲကို auto ပေါင်းပေးမှာပဲဖြစ်ပါတယ် ပြီးတော့ကျွန်တော်ဒီ bonus ကရမရဆိုပြမှာကြည့်လို့ရလဲဆိုတော့ menu ကိုနှိပ်ပါခင်ဗျာအားဒါကိုနှိပ်ပါ promo ကိုနှိပ်ပြပါခင်ဗျာပြီးရင်ကျွန်တော်တို့က bonus ကိုနှိပ်လိုက်ပါခင်ဗျာဒီထဲမှာ bonus ရတာလို့ရှင်ကျွန်တော်တို့ bonus အတန်းလေးပေါ်နေပါလိမ့်မယ်ခင်ဗျအဲ့ဒီ bonus အတန်းကိုကျွန်တော်တို့အဝါတန်းလေးအပြည့်ဖြစ်သွားအောင်လုပ်ပြရမှာဖြစ်ပါတယ်ကျွန်တော်ခဏကပြောတယ်နီလန်အတိုင်းလောင်းလိုက်လို့အကျွန်တော်ရလက်အတည်ပြုတော့ရင်တော့ bonus အတန်းကအဝါကိုချိန်တိပေါက်ပြည့်မှာဖြစ်ပါတယ်ခင်ဗျမိတ်ဆွေတို့ကတော့မပြည့်ရင်တော့ထပ်ပြီးတော့ပြည့်အောင်လုပ်ပြပါခင်ဗျအဲ bonus ကအတန်းအဝါတန်းပြည့်သွားရင်မိတ်ဆွေတို့အကောင့်တွေကို auto ဝင်လာမှာပဲဖြစ်ပါတယ်ခင်ဗျ promo point bonus နဲ့ VIP cashback ကတော့ကျွန်တော်တို့အရှုံးများမှရရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ ်မိတ်ဆွေတို့နိုင်ရင်ဒီ bonus ကရမှာမဟုတ်ပါဘူးခင်ဗျာ promo point bonus ရယူမယ်ဆို request ကိုနှိပ်ပါကျွန်တော်ကယူထားပြီးတာဖြစ်လို့ဒီမှာ error ပြနေပါတယ်ကျွန်တော်မှာ2904 point ရှိပါတယ်ခင်ဗျာကျွန်တော်ဒီ points တွေကို single ဘက်မှာတုံးမလားကျွန်တော်တို့မောင်းမှာပြန်ပြီးတော့တုံးမလားဆိုတာကျွန်တော်တို့ရွေးရွေးချယ်ခွင့်ရှိပါတယ်ကျွန်တော်အနေနဲ့တော့အရင်ဆုံး single ဘက်မှာအရင်ဆုံး point 2500လောက်ကိုလဲလိုက်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဘယ်လောက်ရမလဲဆိုတော့ကြည့်လိုက်ပါကျွန်တော်ဒီမှာအနည်းဆုံး point 50အစပြီးလဲလို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီမှာ point 2500လောက်ကိုလဲမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော် point 2500ပြအောင်အပေါင်းလေးတွေကိုဇက်တိုင်းနေပြပါကျွန်တော်တို့က point 50 50ဆိုပြီးတက်တော့ပါနဲ့အားလုံးပြည့်သွားရင်ကျွန်တော် buy for ဆိုတဲ့နေရာနေဝယ်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီမှာဝယ်လိုက်ပါပြီ โอเคကိုနိုင်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ point 4ရ4 point ကျန်ပါလေခင်ဗျာကျွန်တော်ဒါကိုမောင်းမှာဆက်ပြီးတော့တုံးပါမယ် accumulator ကိုနှိပ်ပါကျွန်တော်ဒီမှာအပေါင်းလေးကိုထပ်နှိပ်ပါ point 4ရလောက်ပြည်ပြီဆိုရင်ကျွန်တော်တို့မှာ buy မှာဝယ်လိုက်ပါခင်ဗျာဘွယ်တော့အောင်မြင်တော့ပြီ okay ကိုနှိပ်ပါ ဟုတ်ကဲ့ကျွန်တော်တို့ data တွေကိုဒီ promo code ဆိုတဲ့နေရာမှာပြန်ကြည့်လို့ရပါတယ်ခင်ဗျကျွန်တော်ဒီမှာအရင်ဆုံးအာဒါက single ဘတ်အတွက်ရွေးထားတာပေါ့နော် single ဘတ်အတွက်ကျွန်တော်2500လောက်လဲလိုက်တာကျွန်တော်ဒီမှာတသိန်း3000 5000ကျော်လောက်ပြန်ရပါတယ်ခင်ဗျာကျွန်တော်ဒီမှာဘာလို့လောင်းရမလဲဆိုဒီမှာ0.8အထက်ရှိတဲ့ single ဘတ်မှာဘာလို့လောင်းရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာတက်မှတ်ထားတဲ့ဟာလေး အပေါ့လေးအတိုင်းကျွန်တော်တို့လောင်းပြရမှာပေါ့ခင်ဗျာကျွန်တော်တို့ကဒီမှာ0.8အထက်ရှိရဲ့ဘွဲကိုလောင်းပြရမှာဖြစ်ပါတယ်ဒီရဲ့ကုတ်ကို copy ယူပြီးတော့လောင်းလို့ရပါတယ်ခင်ဗျာကျွန်တော်တို့တွားပြီးတော့ကြည့်အောင်ကျွန်တော်ဒီ0.8အထက်ရှိတဲ့ဘွဲလေးတစ်ခုတော့ရှာကြည့်အောင်ခင်ဗျာအဲလောလောဆယ်ကျွန်တော်တို့မောင်းအတွက်ရွေးထားတာလည်းလဲထားတာလည်းရောက်လာပါပြီခင်ဗျာတွားတော့2000 1900ကျော်လောက်ရပါတယ်ခင်ဗျာဒါကိုကျွန်တော်3တင်းမောင်းပေါ့နော်ဒီမှာ3တင်းမောင်းတွဲရမယ်အော့ 0.8အထက်ရှိရပါမနော်ဟောင်ကောင်အော့ပေါ့ခင်ဗျာအဲကျွန်တော်တို့အရင်ဆုံးဒီမောင်းနေရကျွန်တော်ဒီကုတ်တွေအတောင်ပြုပုံကိုဆက်ပြီးတော့ကြည့်အောင်ခင်ဗျာကျွန်တော်အတင်းတင်းကိုရှာလိုက်ပါမယ်ကျွန်တော်က single back ကိုကျွန်တော်တို့ပြန်မသုံးမလဲဆိုတော့ကျွန်တော်လက်ရှိလာနေတဲ့ဟာတွေကိုကျွန်တော်ရှာကြည့်လိုက်ပါဦးခင်ဗျာ ကျွန်တော်ဒီမှာ single band ရဲ့အသုံးပြုပုံကိုအရင်ဆုံးကြည့်အောင်ကျွန်တော်ဒီမှာ audio 8အထက်ရှိတဲ့ဟာကိုတွဲရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာဝင်ဝင်ကိုနမူနာတွဲပြပါမယ်ကျွန်တော်0.8ထက်ကျော်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီဝင်ဝင်ကိုနမူနာတွဲပြီးတော့ကျွန်တော် back page က promo code ဆိုတဲ့နေရာမှာကျွန်တော်ခဏ copy ထားတဲ့ code လေးကိုထည့်ပေးပါခင်ဗျာထည့်ပြီးတော့ကျွန်တော်တို့က back ဆိုတာကိုနှိပ်လိုက်တာ ਨੇ ကျွန်တော်တို့ promo code နဲ့လောင်းလာအောင်မြင်တော့မှာဖြစ်ပါတယ်ခင်ဗျာ promo ကောင်းတဲ့လောင်းတာအာတာချက်ကတော့ကျွန်တော်တို့နိုင်တော့နဲ့ချက်ချင်းထုတ်လို့ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီမှာတတိယတောင်းတောင်းကြော်ရထားတဲ့ဟာလေးကိုလောင်းထားတာနိုင်တော့ပါတယ်ဒါတော့ကျွန်တော်တို့ငွေထုတ်နေကိုဆက်ပြီးကြည့်လိုက်အောင်ခင်ဗျာကျွန်တော်တို့ငွေထုတ်ဖို့အတွက် menu ကိုနှိပ်ပေးပါစက်တင်လောင်းလေးကိုနှိပ်ပေးပါခင်ဗျာ withdraw ကိုနှိပ်ပေးပါကျွန်တော်က agent နဲ့ဝင်ဝင်ထွန်းတာဆိုတော့ 1x ပဲ cash ပဲပေါ်နေပါလိမ့်မယ်တခြားပုံလေးပေါ့ 1x ပဲ cash ကိုနည်းလိုက်ပါခင်ဗျာအပေါ်တော့မှကျွန်တော်တို့ငွေထုံးမဲ့ပမာဏကိုထည့်ပေးပါခင်ဗျာကျွန်တော်တို့ CT ဆိုတဲ့နေရာမှာရန်ကုန်ကိုထည့်ပေးပါခင်ဗျာ ရန်ကုန်လိုရန်လိုက်ရန်ကုန်ကခုပေါ်လာပါလိမ့်မယ်အပေါ်ကရန်ကုန်ကိုရွေးပေးပါခင်ဗျာ slash tree ကတော့ကျွန်တော် page 38လို့ရိုက်ခဲ့ပြပါခင်ဗျာ page 38လေးပေါ်လာရင်နှိပ်လိုက်ပါကျွန်တော်တို့ video ရင် confirm ကိုနှိပ်ပေးပါခင်ဗျာဖုန်းနံပါတ်မချိန်ထားရင်တော့ approve ဖြစ်သွားမှာဖြစ်တော့ဖုန်းနံပါတ်ချိန်ထားရင်တော့ sms ကိုကြားလာပါလိမ့်မယ် sms ကိုထည့်ပြီးတော့ကျွန်တော်တို့ confirm ကိုထပ်ပြီးတော့နှိပ်ပေးပါခင်ဗျာဟုတ်ကဲ့ okay ကိုနှိပ်လိုက်ပါ အပေါ်မှာကျွန်တော်တို့ဟို refresh လေးတွေအချိန်လေးတွန်းနေပါလိမ့်မယ်ခင်ဗျာကျွန်တော်တို့ခဏစောင့်နေစောင့်ပေးပါ second ပြည့်တော့စောင့်ပေးပါခင်ဗျာ refresh data ကိုနေလို့ရပါပြီခင်ဗျာဒီလိုဖြစ်လာရင် backup ကိုနေပေးပါဟုတ်ကဲ့ဒီလိုကုတ်လေးပေါ်လာရင်တော့ကျွန်တော်တို့ Viber Telegram ဖုန်းနံပါတ်399 8844 3935ဒီကုတ်လေးပို့ပြီးတော့ငွေထုတ်လို့ရပါပြီခင်ဗျာကျွန်တော်တို့ promo code နဲ့ ကစားပြီးနိုင်သွားတာချက်ချင်းကိုအကောင့်ထဲရောက်ပြီးတော့ကျွန်တော်ချက်ချင်းငွေထုတ်လို့ရပါတယ်ခင်ဗျာကျွန်တော်တို့နောက်ဆုံးက VIP cashback လေးကတော့ရရှိမှာလေ VIP cashback ကိုနှိမ့်လိုက်ပါကျွန်တော်တို့ကအရှုံးများနေလို့ရှိရင်မိတ်ဆွေတို့ကျွန်တော်တို့ငွေပြန်ပေးတဲ့အစီအစဉ်ဖြစ်ပါတယ် request ကိုနှိမ့်ကြည့်လို့ရပါတယ်ခင်ဗျာကျွန်တော်တို့ဒီမှာကျွန်တော်1330ရပါတယ်ခင်ဗျာအကောင့်ထဲမှာလည်းကျွန်တော်အနည်းဆုံးငွေက1000အောင်ရောနေမှရမှာဖြစ်ပါတယ်ခင်ဗျာအငွေအများကြီးလည်းမရပါဘူးခင်ဗျာ ကျွန်တော်တို့ထုတ်ယူလိုက်ပါပြီကျွန်တော်တို့ဒီ VIP VIP cashback ကဘာမှထပ်လောင်းရမလို့ပဲကျွန်တော်တို့တန်းထုတ်လို့လည်းရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ